ခင်မိနေပညာဝဖွေမျိုးသေးတဲ့ဆလီယာစုတောင်ငုံပရင်တပင်ရွှေလီလက်ထက်ကပဲမော်လမြိုင်နဲ့မုဒ္ဓမအကြောင်းအပြောကျင်လာတဲ့တန်လွင်မြစ်ကိုပထမဆုံးတရားထူးနိုင်ခဲ့သူမွန်တရေကောင်တူရှိခဲ့မှုပါတယ်။ကောင်းစားတကရေ909ခုနဲ့ခရစ်နှစ်1948ခုနှစ်မှာပဲဖြစ်ပါတယ်။တပင်ရွှေတိမြင်းတရားကြီးရိုတရားကိုစစ်ချင်ရန်စီစဉ်နေ။မင်းတရားရှိတီရဲ့ရှေ့စီတက်တီမှာမြန်မာနဲ့မွန်နေအပြင်ပေါ်တူဂီကြီးစားအမြောက်တပ်သား400၊ညင်းတက်၄တက်၊စင်တက်၈တက်စုစုပေါင်း တက်ဆက်နှစ်တက်ပါဝင်ပြီးတိုက်စိန်200မြင်းရှိထောင်စစ်တီ4000ပါဝင်ပါတယ်။နောက်ကြီတက်တွေမှာမြင်းတက်၄တက်စင်တက်၈တက်စုစုပေါင်း12တက်ဖြစ်ပြီးတိုက်စိန်900နဲ့မြင်းရှိထောင်စစ်တီ4000ပါဝင်ပါတယ်။ထို့အချိန်ကမော်တမမျိုးစားကမိုးပြင်းသူရှင်တကာရုပ်ပီးရဲ့ရပ်ပတော်ဆော်လကွင်းဖြစ်ပြီးတော့မီဒီယာရွှေတီရဲ့အမေရှာတက်တွေဖြတ်ကူးဖို့အတွက်မော်တမကနေမော်လမြိုင်အထိလေပောင်နေနဲ့တရားကိုဥဆောင်တိဆောက်ခဲ့ပါတယ်။ တရားပြီးတဲ့အခါမီဒီယာရှေ့တီမကူမီတခြားသူတွေကုပြတ်မသွားစေဖို့အတွက်ရာစမတ်ကာရန်လို့အဆောက်ချထားပါတယ်။တရားဆောက်လုပ်ပြီးကြောင်းမင်းကြီးတန်တင်းလျှောက်တဲ့အခါမီဒီယာရှေ့တီကမြင်းတီတော်တွေဆင်လွတ်ပြီးတရားအခြေအနေကိုကြည့်ရှုခိုင်းပါတယ်။အဲ့ဒီမြင်းတီတော်တွေကတူကကာရန်ထားတဲ့ရာစမတ်ကိုဖေကမော်လမြိုင်ဘက်ကိုကူးသွားကူးလာလို့တီကိုဆော်လက်ခွန်းရင်မြင်တော့ကို့အရှိန်မကူခင်ကျုပ်ကူးတီကိုဒေါသထွက်ပြီးဓာတ်နေစီရင်လိုက်ပါတယ်။ကြံခဲ့တဲ့မြင်းတီတော်တွေက ထိုပြည့်ပြက်ကိုမီဒီယာထံပြန်လည်လို့သတင်းပို့ကြတယ်။ယူဒီယာစစ်အတွက်လိုအပ်တာတွေပြင်ဆင်ပြီးတဲ့အခါကောဆာတက္ကရင်910ပြည်နဲ့ဒေါ်လာ34ရက်ခရင်နဲ့1948ခုနှစ်နိုဝင်ဘာလ17ရက်နေ့မှာဟန်နာရီကနေစတင်စစ်ကြီးပါတယ်။မော်ဒမကိုရောက်တော့မိမိရဲ့မြင်းတီတော်ကိုတတ်တဲ့ကိစ္စနဲ့ပတ်သက်ပြီးဆော်လကုန်းအိမ်စီကြွချင်လာပါတယ်။ဆော်လကုန်းအိမ်ကလည်းပြည့်ပြက်မှန်ကိုတင်လျှောက်တော့နှစ်သက်တော်မူပြီး မွတ်တမမြို့ပြင်မွတ်တမ32မြို့ကိုပါအပိုင်စားပေးတော်မူပါတယ်။တရားကိုရောက်တဲ့အခါမြင်းနဲ့စစ်တီတော်တွေကုသွားနိုင်အောင်စီရင်ထားသည့်ကို တွေ့ရတဲ့အတွက်စင်ဆွေမှာတက်ထားတဲ့လက်စွပ်နဲ့စီရင်အတွက်ကာကျိုးတစုံကိုစုအဖြစ်ထပ်ပြီးတော့ချင်းမြင်ပါတယ်။မော်လမြိုင်ဘက်ကကူရမှာမင်းကြီးရဲ့စီးတော်စင်နဲ့တခြားစင်တွေကိုဖော်မော်တင်လို့ကူခိုင်းပြီးတချို့စင်တွေကိုမြေချင်းရမြညာပိုင်းကနေရေးကူသွားစေပါတယ်။စစ်တီတော်တွေမြင်းနေနဲ့ရိတ်ခခေယံမီးကြောက်တွေတဲလာတဲ့ ငွတ်တင်နွားတွေကိုတံတားပေါ်ကကူးစီပြီးတော့မြင်းနေနွားတွေတဘာဝမြေပြင်မှာတွားရတိကဲ့သို့ဖြစ်အောင်တံတားပြင်ချက်တွေပေါ်မှာမျက်စောင်းနဲ့မြေကြီးတွေကိုခင်းထားပါတယ်စစ်တီအာလုံးကူးဖြတ်ပြီးတဲ့အထိတံတားကြီးကခိုင်ငံ့နေသေးတာကြောင့်မွန်ဘီသူကပညာရှင်တွေရဲ့လက်စွမ်းကိုမှန်းဆနိုင်မှာဖြစ်တယ်လို့တန်လွင်မြစ်ပေါ်မှာပထမဆုံးတံတားထိုးနိုင်ခဲ့တဲ့မုဒ္ဓမမျိုးစားဆောလကွင့်အကြောင်းကိုပရိသတ်တွေအားလုံးအတွက်ဘုဒ္ဓရအနေနဲ့တင်ဆက်ပေးလိုက်ရပါရရှင် ဟုတ်ကဲ့ပါဒီကနေ့မှကျမတို့ရဲ့မမဆယ်များ TV channel ကနေတင်ဆက်ပေးခဲ့တယ်။အကြောင်းအရာလေးကိုကြိုက်နေတတ်တယ်ဆိုရင်တော့ like နဲ့ share လေးလုပ်သားပေးဖို့အတွက်မမေ့ကြပါနဲ့ရှင်။နားဆင်ပေးကြတဲ့ပရိသတ်များအားလုံးပဲတရားပြရှင်မေကောင်းတဲ့ channel ကိုပိုင်ဆိုင်နေကြပါသည်ရှင်။